အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီနေ့ live မှာဘုဒ္ဓပြည့်မြဝေဆွေးနွေးနေတာကတော့ကားရဲ့အိမ်သောကထွက်တဲ့မိခိုးအယောင်တွေနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ကိုဘုဒ္ဓပြည့်မြဝေဆွေးနွေးချင်ပါတယ်ကားရဲ့အိမ်သောကနေထွက်လာတဲ့မိခိုးအယောင်တွေကိုကြည့်ပြီးတော့မှဒီကားမှာဘာတွေဖြစ်နေပြီလဲပေါ့နော်ဒီအကြောင်းအရာတွေကိုမိတ်ဆွေတို့ကိုဒီနေ့ live မှာဘုဒ္ဓပြည့်မြဝေဆွေးနွေးချင်ပါတယ်ကားရဲ့အိမ်သောကနေပုံမှန်ဆိုလို့ရှိရင်တော့မိခိုးက ဒီမှိမ့်မှိမ့်လေးပဲလိုက်ရမယ်နည်းနည်းလေးပဲလိုက်ရမယ်ပေါ့ဗျာเนาะမိโกကတော့လုံးဝဆင်းလုံးကြောမလိုက်ဘူးလို့ဆိုတာမဟုတ်ပါဘူးဒါပေမဲ့ပေါ့เนาะမိโกကအဲဒီအများကြီးလိုက်လို့တော့မရဘူးလီဘာနင်းလိုက်တယ်မိโกတွေကနင်းကန်ပြီးတော့ထွက်နေတယ်အဲ့လိုမျိုးထွက်တယ်ဆိုလို့ရှိရင်တော့ဒါကပြစ်ချက်အနေနဲ့တစုံတရာရှိနေတဲ့အတွက်ဒီလိုမျိုးထွက်တယ်လို့ယူဆလို့ရတယ်ပေါ့เนาะဒါကြောင့်ကျွန်တော်တို့ကကားရဲ့အိမ်ဇောပိုက်ကိုကြည့်ပြီးတော့မှထွက်လာတဲ့မိโกအယောင်တွေပေါ်မူတည်ပြီးတော့ကားအင်ဂျင်ရဲ့ပြစ်ချက်ကို ဘယ်အပိုင်းကတော့ဖြစ်နေလဲဆိုတာကိုကောက်ချက်ချရမှာဖြစ်ပါတယ်။အနည်းဆက်ဆုံးကောက်ချက်ချတာပေါ့နော်။လုံးဝကိုအတိကြည်လို့တော့ဆိုလို့တာမဟုတ်ဘူး။ဒါပေမဲ့ဒီထွက်လာတဲ့မိခိုးရောင်တွေပေါ်မူတည်ပြီးတော့ဒီပြစ်ချက်တွေကတော့အကြမ်းကြီးအနေနဲ့ကတော့ဒါဒီဖြစ်လေဖြစ်ထားရှိတဲ့ပြစ်ချက်တွေလို့ပြောရမှာပေါ့နော်။အဲ့တော့ဒီကားရဲ့အိမ်စောကထွက်လာတဲ့မိခိုးတွေမှာအကြမ်းကြီးအဖြစ်အယောင် လေးရောင်ရှိတယ်ပေါ့နော်အဖြစ်များတာကတော့သုံးရောင်လို့ပြောရမယ်ကျွန်တော်မိโกအဖြူလိုက်တာရှိတယ်မိโกအပြာလိုက်တာရှိတယ်မိโกအမဲလိုက်တာရှိတယ်ပေါ့နော်အဲတချို့ကားမှာမိโกကဒီပြောမယ်ဆိုတော့မိโกရောင်လို့ပြောရမှာပေါ့ဗျာနော်အဲ့လိုမျိုးလိုက်တာတွေရှိပါတယ်အဲ့တော့မိโกမှာတော့အကျမ်းကြီးအနေနဲ့ကတော့လေးရောင်ဆိုပေမဲ့အဖြစ်များတာကတော့သုံးရောင်ပေါ့ဗျာနော်အဲမိโกအဖြူရဲ့အပြာရဲ့ကျွန်တော်တို့မိโกအမဲရဲ့ပေါ့နော်ဒီဒီအရောင်သုံးရောင်ကတော့အဲဒီမိโกအနေနဲ့ အဲဒီထွက်တဲ့အခါမှာအဖြစ်များတဲ့တိချက်တွေထဲမှာပါဝင်ပါတယ်ကျွန်တော်ဒီနေ့လိုက်မှာကတော့လေးရောင်လုံးကိုရှင်းပြပေးခြင်းပါတယ်မိခိုးအဖြူဘာကြောင့်လိုက်တာလဲမိခိုးအဖြူလိုက်တဲ့အခါမှာဘလို့ပြစ်ချက်တွေဖြစ်နေပြီလဲပေါ့နော်မိခိုးအပြာလိုက်တယ်မိခိုးအပြာလိုက်တဲ့အခါမှာလဲဘလို့ပြစ်ချက်တွေဖြစ်နိုင်လဲပေါ့နော် နောက်မိခိုးအမဲလိုက်တယ်မိခိုးအမဲလိုက်တဲ့အခါမှာကောဘလို့ပြစ်ချက်တွေကြောင့်ဖြစ်စီနိုင်လဲနောက်တစ်ချက်ကတော့နောက်ဆုံးချက်အနေနဲ့ကတော့မိခိုး ဒီမိကိုးရောင်ပေါ့ဗျာနော်လိုက်တဲ့အခါမှာဘလို့ပြစ်ချက်တွေဖြစ်နေပြီလဲဆိုတော့ကိုဒီနေ့ live မှာမိတ်ဆွေတို့ကိုဘုရားပြည့်မြဝေဆွေးနွေးခြင်းပါတယ်ပထမဆုံးအနေနဲ့ကတော့မိကိုးအဖြူလိုက်တဲ့ပြစ်ချက်ကိုမိတ်ဆွေတို့ကိုမျှဝေပေးခြင်းပါတယ်အဲ့တော့မိကိုးအဖြူလိုက်တယ်ဆိုတော့ကျွန်တော်လီဘာနင်းလိုက်တဲ့အခါမှာကားရဲ့ exhaust pipe ကနေပြီးတော့မိကိုးအဖြူတွေထွက်လာတာမျိုးလဲမိတ်ဆွေတို့အနေနဲ့ကြုံတွေ့ကြရမှာပါဒီလိုမျိုးမိကိုးအဖြူလိုက်လာပြီဆိုလို့ရှိရင်ဘာကြောင့်ဖြစ်တာလဲပေါ့နော်ဒီနေရာမှာကျွန်တော်ဖြစ်နိုင်တဲ့ပြစ်ချက်ကို နှစ်ပိုင်းခွဲပြီးတော့စဉ်းစားကြည့်ကြမယ်ပေါ့နော်ပထမတစ်ပိုင်းကကြတော့မီးခိုးဖြူအများကြီးလိုက်တာမဟုတ်ဘဲနဲ့နည်းနည်းပဲလိုက်တယ်ပြီးရင်ပျောက်သွားတယ်ပေါ့နော်ဒီလိုမျိုးပြစ်ချက်မျိုးတွေဆိုရင်တော့ဒါကပုံမှန်လို့ပြောလို့ရတဲ့ပြစ်ချက်ထဲမှာပါဝင်တယ်မီးခိုးဖြူလို့ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒါအဲရင်ငွေမိโกလို့ပြောလို့ရတာပေါ့ဗျာနော်မိโกဖြူဆိုတာကတော့ဒီအိတ်ဇောကနေထွက်လာတဲ့မိโกမှာမျက်စိဆက်တဲ့အဲပြဿနာမျိုးတွေမရှိဘူးပုံမှန်တိုင်းပဲရင်ငွေကနေထွက်လာတဲ့မိโกဖြူလိုမျိုးပေါ့နော်ဒါမျိုးဆိုရင်တော့ ဒါအရန်အေးတဲ့အတွက်ရိုက်သူတို့အပြောင်းလဲကြောင့်ရိုက်သူတို့အေးတဲ့အတွက်ဒီလိုမီးခိုးလိုက်တယ်လို့ပြောလို့ရတယ်ဥမာပြောရမယ်ဆိုရင်ပေါ့ဗျာနော်ကျွန်တော်တို့ဆောင်းရာသီကာလတွေဒါမှမဟုတ်ရင်အရန်အေးတဲ့ဒေသတွေမှာဆိုရင်မနက်ပိုင်းအင်ဂျင်နှိုးလိုက်တယ်ဆိုရင်ကားအီဇိုဘိုက်ကနေပြီးတော့မှရေကျတယ် အချို့ကားတွေကကြတော့မီးခိုးအဖြူလေးတွေမီးခိုးအဖြူလို့မြင်ပေမဲ့တကယ်တကယ်ရေမှုန်လေးပုံစံမျိုးတွေထွက်တယ်ပေါ့နော်အဲ့ဒါကနည်းနည်းလေးအင်ဂျင်ပူသွားတယ်2မိနစ်3မိနစ်လောက်နေတဲ့အခါမှာအဲ့ဒီမီးခိုးကပျောက်သွားတယ်ရေကျတာလည်းပျောက်သွားတယ်ပေါ့နော်ဒါဆိုရင်ဘာကြောင့်ဖြစ်တာလဲဆိုတော့အင်ဂျင်လုံတာကြောင့်ဒီလိုမျိုးမီးခိုးအဲဒီမီးခိုးဆိုတာထက်ရေကျတာပေါ့ဗျာနော်အင်ဂျင်လုံတာကြောင့်ရေကျတယ်ရေမှုန်လေးတွေထွက်တယ်လို့ပြောလို့ရတယ်နောက်တစ်ချက်ကကြတော့ ကားရဲ့အိမ်ဇောပိုင်တိုင်းမှာတပ်ဆင်ထားတဲ့ Galactic Commander လို့ခေါ်တယ်။ကြောက်စကားကြောက်ဦးပေါ့နော်။အိမ်ဇောကြောက်ဦးအဲဒီကောင်းနေလို့ပြောလို့ရတယ်။သူ့ရဲ့တက်တန်းကကြံနေသေးတယ်။ဒါအပြင်အိမ်ဇောကြောက်စကားလို့ခေါ်တဲ့အိမ်ဇောကြောက်ဦးကကောင်းကောင်းအလုံးလုံးတယ်လို့ပြောလို့ရတယ်ပေါ့ဗျာနော်။ဒီလိုနေထားကြောင်းဆိုလို့ရှိရင်တော့အိမ်ဇောပိုက်ကနေမိကိုကအဖြူရောင်ပုံစံနောက်ရေမုံပုံစံမျိုးလေးထွက်လာတယ်ခဏနေရင်တော့ပျောက်သွားတယ်ဒါကပုံမှန်ဖြစ်စဉ်အနေထားအဲ့လိုမဟုတ်ဘဲနဲ့မိဘအဖြူလိုက်တယ် မိဘနင်းလိုက်တဲ့အခါမှာမိကိုဖြူလိုက်တယ်ဆိုတော့ပြစ်ချက်တွေဖြစ်လာပြီဆိုရင်တော့ဘာကြောင့်ဖြစ်လဲပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကစစ်ဆေးရမှာကအင်ဂျင်ကူးလန့်ပျောက်လာဒါကိုအဓိကထားပြီးတော့စစ်ဆေးပြရမယ်အင်ဂျင်ကူးလန့်ပျောက်လာပျောက်တဲ့အခါမှာပေါ့နော်အင်ဂျင်ကူးလန့်ပျောက်နေပြီဆိုရင်ရိုးစိမ့်မှုမရှိဘဲနဲ့အင်ဂျင်ကူးလန့်ပျောက်တယ်ဆိုရင်ကားရဲ့အိမ်ဇောဘိုက်ကနေပြီးတော့မှမိကိုဖြူထွက်တဲ့ပြဿနာကြုံတွေ့ရတယ်အဲ့တော့မိကိုဖြူလို့ဆိုတဲ့နေရာမှာဟိုပေါ့နော်ကျွန်တော်တို့ဒီအိမ်ဇောဘိုက်ကနေပြီးတော့ညှော်နှံ့မှရတယ် ဘလို့ညော်နံမျိုးလဲဆိုတော့အင်ဂျင်ကူးလန့်လောင်ပြီးတော့ထွက်လာတဲ့ညော်နံမျိုးလဲရတယ်မိခိုးဖြူလဲလိုက်တယ်ပေါ့နော်ဒါဆိုရင်တော့ဖြစ်နိုင်တဲ့ပြချက်ကကျွန်တော်အနေနဲ့ဒါ gasket ပြတ်သလားစဉ်းစားရမယ်ပေါ့နော်အဲ gasket ဆိုလို့ရှိရင်ကျွန်တော်ကား engine နဲ့ engine ရဲ့ head နဲ့ block နဲ့ဆက်ထားတဲ့ဂျာထဲမှာအဲထည့်ထားတဲ့ပစ္စည်းပေါ့နော် gasket ပေါ့နော်အဲ့ဒီ gasket ပြတ်သလားဒါမှမဟုတ်ရင် engine head သို့မဟုတ် engine block ပဲအပ်နေသလားပေါ့နော်ဒီလိုပြစ်ချက်တွေကြောင့် အင်ဂျင်ရဲ့ command chain chamber လို့ခေါ်တဲ့မီးလောင်ခန်းလေးကိုအဲ့ဒီအင်ဂျင်ကူးလန့်နေယိုစိတ်ပြီးတော့ဝင်နေအဲ့ဒီကနေပြီးတော့လောင်ကျွမ်းပေါက်ပွဲပြီးတော့ထွက်လာတဲ့အခါမှာအီဇောပိုက်ကနေပြီးတော့အင်ဂျင်ကူးလန့်လောင်ကျွမ်းပြီးတော့ထွက်သွားတဲ့အတွက်မီးခိုးဖြူလိုက်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ဖြစ်နိုင်တာကတော့မီးခိုးဖြူလိုက်ပြီဆိုရင်ကျွန်တော်တို့ကစဉ်းစားရမှာကလော်လေကူကူစစ်ဆေးလို့ရတာကအင်ဂျင်ကူးလန့်ပျောက်လာဆိုတာကိုအရင်ဆုံးစစ်ဆေးပြရမယ်။အင်ဂျင်ကူးလန့် ဒီမပြောက်ဘူးဆိုရင်တော့ဒါကမိခိုးဖြူလိုက်တာကတခြားသောပစ်ချက်ကိုကျွန်တော်တို့နောက်ထပ်ထက်သွင်းထည့်သွင်းပြီးတော့စဉ်းစားပြရမယ်အဲ့တော့အင်ဂျင်ကူးလန့်ကယိုစိမ့်မှုမရှိဘဲနဲ့ပျောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒါ head gasket ပြတ်တယ်သို့မဟုတ် head တွေ block တွေအပ်တယ်ပေါ့ဗျာနော်ဒါကြောင့်ဖြစ်နိုင်တယ်ပေါ့နော်နောက်ထပ်တစ်ချက်အနေနဲ့ကကြာတော့အိမ်ကျော်ကနေပြီးတော့မီးခိုးဖြူလိုက်တဲ့နောက်ထပ်ပစ်ချက်ကအထူးသဖြင့်ကတော့ဒီဇယ်ကားတွေမှာအများဆုံးကြုံတွေ့ရတဲ့ပစ်ချက်ထဲမှာပါဝင်တယ်ဘယ်လိုမျိုးပြဿနာမျိုးလဲဆိုတော့ ဒီဇယ်ထဲမှာရေပါတာပေါ့နော်အဲ့တော့ရေပါတဲ့အတွက်အဲ့ဒီဒီဇယ်ထဲမှာပါလာတဲ့ရေကဖစ်တာကနေပြီးတော့ပုံမှန်ဆိုရင်တော့စစ်ပြီးတယ်ဖစ်တာထဲမှာလည်းရေကများနေတယ်အဲ့လိုမျိုးဆိုလို့ရှိရင်အဲ့ဒီဖစ်တာထဲမှာရေကဒီအင်ဂျင်တာကနေတက်စင်း အင်ဂျင်ရဲ့ commission ချက်မာလေးကိုဝင်ပြီးတော့လောင်ကျွမ်းပောက်ခွဲတဲ့အခါမှာလည်းမီးခိုးဖြူလိုက်တယ်အဲ့တော့တိုင်ကြီးထဲမှာရေများနေတာတို့ filter ထဲမှာရေများနေတာတို့ C ထဲမှာ diesel ထဲမှာရေများနေတာဆိုလို့ရှိရင်လည်းမီးခိုးဖြူလိုက်တဲ့ဖြစ်စဉ်မျိုးကိုကြုံတွေ့ရတယ်ဒါကတော့ diesel ကားတွေမှာအဖြစ်များတယ်ဓာတ်ဆီကားတွေမှာလည်းဖြစ်လိဖြစ်တာတော့ရှိပါတယ် diesel ကားတွေမှာတော့ဒီပြစ်ချက်ကတော့အဖြစ်များပါတယ်နောက်ထပ်ဒီမီးခိုးဖြူလိုက်စေနိုင်တဲ့ပြစ်ချက်တစ်ခုကကြတော့ဒီ brake C လောင်ကျွမ်းပြီးတော့မှထွက်တဲ့ပြစ်ချက်မျိုးအဲ့ဒီမီးခိုးဆိုရင်တော့တအားညော်တယ် ပြီးရင်ဒီမျက်စိတွေပါဆက်တာပေါ့နော် brace ဒီလောင်ကျွမ်းပြီးတော့ထွက်တဲ့ပြစ်ချက်မျိုးဖြစ်တဲ့အခါမှာအဲဒီမိโกဖြူကအလုံးဝကိုလုံးကလေးကိုလိုက်လာတယ်ပြီးသွားရင်ပြန်ပြောက်သွားတယ်ပေါ့နော်ဒီလိုလက္ခဏာမျိုးတွေကြုံတွေ့ရတယ်ဆိုလို့ရှိရင်လည်းဒါကတော့အဲဒီ brace အဲဒီလောင်ကျွမ်းပြီးတော့ထွက်တဲ့ပုံစံမျိုးဒါဆိုရင်တော့ကျွန်တော်ကဘာသိတာနိုင်လဲဆိုတော့ ဘရိတ်စီကယိုစိမ့်မှုတိတ်မတွေ့ရဘန်းနဲ့ဘရိတ်စီပျောက်တဲ့ပြဿနာကြောင့်လေဒီလိုမျိုးမိကိုဖြူလိုက်တဲ့ပြဿနာကိုကြုံတွေ့နေနိုင်ပါတယ်ဒါလေးကိုကျွန်တော်ပုံလေးတွေနဲ့နမူနာပြပေးပါမယ်ဒါတစ်ချက်ချင်းစီကျွန်တော်ရှင်းပြပေးပါမယ်ခင်ဗျာကျွန်တော်ဒါကကြတော့အင်ဂျင်ဟက်လို့ခေါ်တဲ့အပိုင်းပေါ့ဗျာနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တွေ့ရလိမ့်မယ်မိတ်ဆွေတို့အနေနဲ့ဒီမှာတွေ့ရမယ်ဒီမှာ gas cap ပေါ့နော် ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ gasket ကဒီမှာပြတ်ထွက်သွားပြီအဲဒါက engine head ပေါ့နော် engine head မှာဆိုရင်လည်းတနေရာကဥမာအက်နေတာပေါ့နော်အဲ့လိုအက်နေတဲ့အခါမှာရေလိုင်းကြောင်းကကျွန်တော်တို့ဘယ်ကိုရောက်မလဲဆိုတော့ combustion chamber လို့ခေါ်တဲ့မီးလောင်ကန်လေးကိုရောက်အဲ့လိုရောက်တယ်ဆိုလို့ရှိရင်လည်းနောက်ဆက်တွဲအနေနဲ့ကအင်ဂျင်ကူးလန့်နေပျောက်ပြီးတော့မှအဲကျွန်တော်ဒါ ဟိုမီဂိုဖြူလိုက်စီနိုင်တဲ့ပြစ်ချက်ဖြစ်တယ်ပေါ့ဗျာနော်နောက်တစ်တစ်ချက်အနေနဲ့ကကျွန်တော်ထည့်သွင်းပြီးစဉ်းစားရမှာကဘာလဲဆိုတော့ gasket ပေါ့နော်ဒီမှာ gasket ရှိမယ်အောက်မှာ engine head ရှိမယ်ပေါ့နော်အဲ့တော့ gasket ပြတ်တာမျိုးတွေသို့မဟုတ်ဒီ engine head အာကျွန်တော်တို့အက်တာမျိုးတွေပေါ့နော်အဲ့ဒီကနေပြီးတော့ engine head လို့ဆိုတဲ့နေရာမှာ cylinder ပေါ့ဗျာနော်တချို့ကားတွေကတော့ slit ဆိုပြီးတော့ ပါမယ်အဲဒီချိုကားတွေကကြတော့ဒီအဒီပါလာတဲ့အတွက်ပေါ့နော်ဒီအင်ဂျင်ဟက်ထဲမှာတွဲထားတယ်အဲ့ဒီမှာအင်ဂျင်ဟက်အပ်တဲ့အခါမှာဆိုလို့ရှိရင် sorry အင်ဂျင်ဘလောက်နဲ့တွဲထားတယ်ပေါ့နော်အင်ဂျင်ဘလောက်အပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းဘာဖြစ်မလဲဆိုတော့ဒီမှာရှိနေတဲ့အင်ဂျင်ကူလန့်လိုင်းတွေကနေပြီးတော့မှအဲ့ဒီအင်ဂျင်ဘလောက်ရဲ့ကျွန်တော်ဆက်လက်သေးကနေပြီးတော့အင်ဂျင်ရဲ့ combustion chamber တွေကိုဝင်လောင်ကျွမ်းပေါက်ပွဲမယ်အဲ့ဒီမှာနောက်ဆက်တွဲဘာဖြစ်နိုင်လဲဆိုတော့အဲ့ဒီရဲ့အင်ဂျင်ကူလန့်တွေကအင်ဂျင်ဝိုင်းထဲပါပါသွားပြီးတော့ ရောစေနိုင်တဲ့ပြဿနာမျိုးတွေကြုံတွေ့ရတယ်ပေါ့ဗျာเนาะဒါကပြောမယ်ဆိုလို့ရှိရင်တော့အဲဒီ engine block တွေ engine head တွေ engine gasket တွေနဲ့ပတ်သက်တဲ့ပြစ်ချက်ကြုံတွေ့တဲ့အခါမှာဒီလိုပြဿနာမျိုးကြီးလည်းကြုံတွေ့ရပါတယ်နောက်ထပ်ကျွန်တော်ရှင်းပြခြင်းတဲ့အပိုင်းကတော့ဒီဟာပေါ့เนาะဒါကတော့ကျွန်တော်တို့ brake servo ပေါ့เนาะဒါက master pan လို့ခေါ်တယ် master cylinder ပေါ့ဗျာเนาะဒါကတော့ master cylinder ဖြစ်ပါတယ်အဲ့မှာ master cylinder ကဒီနေရာလေးမှာကျွန်တော် brake servo နဲ့တွဲထားတဲ့နေရာလေးမှာဒီနေရာလေးမှာဆိုရင် o-ring နေရှိတယ် အဲ့ဒီ orange တွေကတက်တန်းတစ်ခုကြောင့်အဲ့ဒီ orange တွေကမထိန်းနိုင်တော့တဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲ့ဒီကနေပြီးတော့ brake စီပေါ့ဗျာเนาะဒီမှာ brake စီရှိမယ်ဒီမှာဆိုတာ brake စီကန်ပေါ့เนาะဒါဒါလေးက brake စီကန်ပေါ့เนาะဒါ brake စီကန်ထဲမှာရှိနေ brake စီကဒီမှာဆိုရင်ကျော် master pad ထဲမှာပင်စင်နှလုံးရှိမယ်အဲ့ဒီကနေပြီးတော့မှ brake ကိုနင်းလိုက်တဲ့အခါမှာအဲ့ဒီ brake စီတွေကတက်ဆိုင်ရ brake ပင်စင်တွေကိုအဲရောက်ပြီးတယ်အဲ့ဒီနေသားမှာ ဒီနေရာလေးမှာလည်းစီးတွေရှိတယ်ဗောနော်အဲ့လိုစီးတွေရှိတဲ့နေရာမှာဒါကြီးရဘရိတ်စာပို့ဗောနော်ဒါကဘာအတွက်ထားထားရလဲဆိုတော့အင်ဂျင်နှိုးထားတဲ့အချိန်မှာမိတ်ဆွေတို့အနေနဲ့ဘရိတ်ကာပေါ့ပေါ့ပါပါနဲ့နင်းလို့ရတာကိုကြုံတွေ့မှုကြုံတွေ့ဘူးတယ်ဗောနော်အဲ့လိုနေထားမှာဆိုရင်ဘာကြောင့်လုတ်ပြီးတာလဲဆိုတော့ကျွန်တော်ဘရိတ်ကဒီပုံမှန်ဆိုလို့ရှိရင်ဂါးတစ်စီးလုံးကိုဘရိတ်ဖမ်းဖို့အတွက်က master plan တစ်ခုတည်းနဲ့ကြတော့အခက်ခဲရှိတယ်ဗောဗျာနော်ပြောမယ်ဆိုရင်ကျွန်တော်ခြေနင်းအား ချင်းနှင်းအားနဲ့ဒီ master plan နဲ့ပဲဆိုလို့ရှိရင်တအားနင်းရတယ်ဥပမာဆိုလို့ရှိရင်အင်ဂျင်ရက်ထားတဲ့အခါမှာ brake ကိုနင်းရင်မာမာကြီးဖြစ်နေမယ်အင်ဂျင်နှိုးထားတဲ့အခါမှာ brake ကပေါ့ပါပါလေးနင်းလို့ရတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ brake servo ကြောင့်ဖြစ်ပါတယ် brake servo ထဲမှာရှိနေတဲ့လေပိုက်ဒီမှာလေပေါ့နော်ဒီ pipeline ကဘာနဲ့တွဲထားလဲဆိုတော့အင်ဂျင်ရဲ့ inlet magnet ဖိုးနဲ့တွဲထားတယ်အဲ့တော့ဒက်စီအင်ဂျင်ဒီမှာဆိုလို့ရှိရင်အင်ဂျင်နှိုးထားတဲ့အခါမှာလေတကားကပိတ်နေတယ်အဲ့ဒီ inlet magnet ဖိုးထဲမှာလေဟာနေဖြစ်နေတယ်အဲ့လိုလေဟာနေဖြစ်နေတဲ့အတွက် အဲ့ဒီပေါ့နော်ဒီအင်းလမ်းမန်ဂနီဖိုတဲ့ကဒီလေဟာနယ်ဖြစ်တဲ့အတွက်လေကဆုပ်ယူနေတဲ့ပုံစံမျိုးဖြစ်မယ်အနှုတ်ပေါ်ပြာနော်အနှုတ်ဖီရလို့ခေါ်တာပေါ့အဲ့လိုမျိုးဆုပ်ယူတဲ့အခါမှာဘာနဲ့တွဲထားလဲဆိုတော့ brake servo နဲ့တွဲထားတဲ့ဒီလေပိုက်က brake servo ထဲမှာရှိနေတဲ့လေကိုဆွဲဆုပ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ engine နှိုးထားတဲ့အခါမှာ brake ကပေါ့ပပါလေးနဲ့နင်းလို့ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရှင်းပြချင်တာကဒီနေရာမှာရှိနေတဲ့စီးမလုံတဲ့အခါမှာဒီထဲမှာရှိနေတဲ့ brake စီတွေက အဲ့ဒီကနေပြီးတော့စီးကနေကြုံထွက်ပြီးတော့ brake servo တွေကိုရောက် brake servo တွေကနေပြီးတော့လေပိုက်က engine တွေကိုဒီသွေတန်းထားတာဖြစ်တဲ့အတွက် inlet magnet four တွေကနေပြီးတော့မှ brake seat တွေကဒီ commission chamber လို့ခေါ်တဲ့မီးလောင်ခန်းတွေကိုဝင် ဝင်ပြီးတော့မှလောင်ကျွမ်းပေါက်ကွဲတဲ့အတွက်ပေါ့နော်နောက်ဆက်တွဲအနေနဲ့ဘာဖြစ်မလဲဆိုတော့ brake seat ပျောက်တဲ့ပြဿနာကိုကြုံတွေ့ရတယ်ဒါအပြင်မီးဖိုးဖြူလိုက်တဲ့ပြဿနာကိုကျွန်တော်အနေနဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်ဒါလေးကတော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ brake bind နဲ့ပတ်သက်ပြီးတော့ပေါ့နော်ထူးခြားခြားဖြစ်တဲ့ပြစ်ချက်နောက် engine bind နဲ့ပတ်သက်ပြီးတော့ brake မှာလည်းလာပြီးတော့ဟိုတက်ရောက်မှုရှိတယ်ဆိုတော့ပြစ်ချက်ကိုမျှဝေတာပါဒါပြင်ကျွန်တော်ဒီရဲ့ပြစ်ချက်နဲ့တော့အော်ဒီအနည်းချက်ဆုံးတော့တတ်ဆိုင်ပေးမယ်လေကျွန်တော် engine နဲ့ပတ်သက်ပြီးတော့ပေါ့နော် P0171 လို့မျိုး system tooling ဆိုတဲ့ပြစ်ချက်ကုတ်တွေတက်တဲ့အခါမှာ brake ဆာဖို့ဒီ pipeline တွေက brake ဆာဖို့အတွင်းထဲက C တွေမလုံလို့ပေါက်ပြီးတော့မှနောက်ဆက်တွဲအနေနဲ့ brake ဆာဖို့တွေကလေတွေကတလဟော engine တွေကိုဝင်နေအဲ့ဒီမှာ အဲကျွန်တော် system တူးလင်းပေါ့နော် စီလီချိုးနဲတယ်ဆိုတဲ့ပြစ်ချက်မျိုးကြီးလည်းကျွန်တော်တို့ကြုံတွေ့ခဲ့ရပါတယ်ဒါကြောင့်အဲ့ဒီအပိုင်းကြီးကတော့ပြောမယ်ဆိုလို့ရှိရင်ဒါတစ်ခါလေးမှာပြစ်ချက်ရှာတာတော်တော်လေးခက်ခဲတဲ့အပိုင်းကြီးတွေမှာပါဝင်ပါတယ်အဒါကတော့ကျွန်တော်ဒီ engine ကမီးခိုးဖြူလိုက်တဲ့ပြစ်ချက်နဲ့ပတ်သက်ပြီးတော့မျှဝေချင်တာပါဒါကြောင့်မီးခိုးဖြူလိုက်နိုင်တဲ့ပြစ်ချက်တွေကခွဲချမ်းစိတ်ဖြာလိုက်မယ်ဆိုလို့ရှိရင်ဒီရိုက်သူအေးတာကြောင့်လည်းမီးခိုးဖြူလိုက်နိုင်တဲ့အဲဒီခဏပေါ့ဗျာနော်နည်းနည်းဒီမီးခိုးဖြူလိုက်နိုင်တဲ့အဲပြီးသွားရင်တော့ပျောက်သွားမယ် အဲဒါကပုံမှန်တိုင်းလို့ပြောလို့ရတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှင်တော့မိခိုးဖြူပြောက်တာကကျွန်တော်စဉ်းစားရမှာကအချက်၃ချက်ရှိမယ်ဘရမချက်ကကြတော့ gasket ပြတ်တာဒီအင်ဂျင်ကူးလန့်ယိုစိမ့်မှုပေါ့ဗျာနော်အင်ဂျင်ကူးလန့်ယော့သလားနောက်ဒီစီလဲစီထဲမှာရေတွေပါဝင်နေပြီလားနောက်တစ်ချက်က brake စီပျောက်လာပေါ့နော်ဒီပုံမှာမူတည်ပြီးတော့ဖြစ်နိုင်တဲ့ပြစ်ချက်တွေကိုကျွန်တော်တို့ကဒါထည့်သွင်းပြီးတော့စဉ်းစားပြရမယ်ပေါ့နော် brake စီယော့တယ်ဆိုရင်တော့ဒါ brake servo ကနေပြီးတော့မှစီးတွေမလုံတာကြောင့်ဒီ ပြောမယ်ဆိုလို့ရှိရင်တော့ပင်စင်စီးတွေမလုံတာကြောင့်ဖြစ်နိုင်တယ်နောက်တစ်ချက်ကအဲကျွန်တော်တို့ဒီအင်ဂျင်ကူးလန့်တွေရော့တယ်ဆိုလို့ရှိရင်တော့ဒါကြီးကြီးမားမားဖြစ်သွားပြီးဂက်စကက်ပြတ်နေတာလားဟက်တီအက်နေရလားဘလောက်တွေအက်နေရလားဆိုပြီးတော့ဒါစဉ်းစားရမယ့်အပိုင်းပေါ့နော်နောက်တစ်ချက်အနေနဲ့ကကြတော့ကျွန်တော်တို့အဲစီထဲမှာလောင်စာစီထဲမှာ ်ရေတွေပါဝင်နေလားပေါ့နော်ဒီချက်တွေကိုကျွန်တော်ထည့်သွင်းစဉ်းစားပြရမှာဖြစ်ပါတယ်လောင်စာစီထဲမှာရေပါဝင်နေဆိုလို့ရှိရင်လည်းအန္တရာယ်များတယ်နော်ဇယ်တွေပြတ်နိုင်တယ်အင်ဂျင်တာတွေပြတ်နိုင်တဲ့အတွက်ကျွန်တော်အနေနဲ့ဒါမဖြစ်မနေချက်ချင်းစစ်ဆေးပြုပြင်သင့်ပါတယ်ဒါကတော့နံပါတ်1အနေနဲ့မီးခိုးဖြူလိုက်တဲ့ပြစ်ချက်ဖြစ်ပါတယ်နံပါတ်2အနေနဲ့ကကြတော့မီးခိုးအပြာလိုက်တဲ့ပြစ်ချက်ပေါ့နော်မီးခိုးအပြာလို့ဆိုတဲ့နေရာမှာပြလဲလဲမီးခိုးကိုဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်မီးခိုးအပြာပေါ့ဗျာနော်မီးခိုးအပြာ ပြလဲလဲဒီ blue smoke လို့ခေါ်တဲ့ မီကိုထွက်တဲ့အခါမှာဒါကဘာကြောင့်ဖြစ်တာလဲဆိုတော့လောင်အဲကျွန်တော်ကျွန်တော် engine wiring ပေါ့ဗျာနော်ချောစီပေါ့အဲ့ဒီ engine wiring လောင်ကျွမ်းပြီးတော့မှထွက်သွားတဲ့မီကိုပါဆိုရင်မီကိုအပြာဖြစ်ပါတယ်ပြာလဲလဲမီကိုဖြစ်ပါတယ်ဘာကြောင့် engine wiring လောင်ကျွမ်းပြီးတော့ထွက်သွားလဲဘာကြောင့်ဖြစ်တာလဲပေါ့နော်အဲ့ဒီအပိုင်းကကြတော့ range နေပြီလားပေါ့နော်ပထမချက်စဉ်းစားမှာက piston ring တွေကျနေပြီလားဘားစီးတွေမလုံဘူးလားပေါ့နော်နောက်တစ်ချက်က PCB ဘားတွေမလုံဘူးလားနောက်တစ်ချက်ကတာဝန်ချာချာတွေမကောင်းဘူးလားပေါ့နော် အဲ့ဒီတစ်ချက်ဆိုလို့ရှိရင်တော့ဒါကအဲကျွန်တော်ဒီအာမိโกအပြာလိုက်နေနိုင်တဲ့အဖြစ်များတဲ့တစ်ချက်တွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မိโกအပြာလိုက်နေတယ်အင်ဂျင်ကလည်းအဆွေယုံကျသွားပြီဆိုရင်တော့ဒါကဖြစ်နိုင်တာက range ကျတယ်ဒါဆိုလို့ရှိရင်တော့အင်ဂျင်ကန်ရမယ့်အနေအထားမျိုးဖြစ်တယ်တကယ်လို့အဲ့လိုမဟုတ်ဘူးမိโกအပြာတော့လိုက်နေတယ်ဒါပေမဲ့အဆွေယုံကတိတ်ပြီးတော့တီးတတာမကြဘူးဆိုလို့ရှိရင်တော့ဖြစ်နိုင်တာကဘားစီးတွေမလုံတာလည်း ဖြစ်နိုင်နေပေါ့ဗျာเนาะနောက်တစ်ချက်အနေနဲ့ကကြတော့တာဘူချာချာပါတယ်ကားတွေမှာဆိုရင်တာဘူချာချာကနေပြီးတော့အဲကျွန်တော်တို့ inyway နေတာဘူစီကျော်တယ်လို့ခေါ်တာပေါ့နော်တာဘူစီယိုစိတ်နဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့တာဘူအတွင်းထဲမှာချက်ကစားပြီးတော့စီကျော်တဲ့ပြဿနာဖြစ်တယ်ဆိုလို့ရှိရင်လည်းမိကိုအပြာလိုက်စေတယ်နောက်တစ်ချက်က PCB ပါလို့ခေါ်တဲ့ positive cranky ventilation ပါမကောင်းတဲ့အခါမှာမကောင်းဘူးဆိုတာဒူးယိုပါပုံစံမျိုးပွင့်တဲ့အခါမှာဆိုလို့ရှိရင်လည်းမိကိုအပြာလိုက်စေပါတယ်ဒါလေးလည်းကျွန်တော်မိတ်ဆွေတို့ကိုပုံလေးနဲ့တကွာရှင်းပြပေးခြင်းပါတယ် ်ပထမတစ်ခုကကြတော့ပင်စင် rain ပေါ့ဗျာနော်ပင်စင် rain ကိုဒီမှာအပြပေးထားပါမယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင် piston ပေါ့ဗျာနော် engine ရဲ့ combustion chamber ထဲမှာအာဒီ cylinder ထဲမှာအတက်ဆင်းပြုလုပ်ပြီးနေတယ် piston piston မှာဆိုရင်ဒီမှာ rain ကတော့ဒီ piston မှာဆိုရင်တော့ဒါအကျဉ်းချင်း၃ခုရှိမြဲပေါ့ဗျာနော်ဒါကတော့ wiring ဖြစ်မြဲအပေါ်က၂ wing ကကြတော့ မီးခွင်းလို့ခေါ်တယ် compression ring ပေါ့နော်အဲ့တော့အဲ့လိုမျိုးရှိတဲ့အတွက်ဒီ compression ring နေ wiring ring နေ bearing ring နဲ့ဖြစ်ဖြစ်ပြ ring နေမကောင်းတဲ့အခါမှာ ring နေညောင်းပြီးတော့အလုံးမလုံးတဲ့အခါမှာစလင်နာနိုင်ရန်ကိုဖြန်းထားတဲ့ engine wiring တွေကိုချစ်ချခြင်းမရှိနိုင်တဲ့အတွက်ချစ်ထုတ်နိုင်ခြင်းမရှိတဲ့အတွက်အဲ့ဒီစလင်နာနိုင်ရန်မှာ engine wiring ကြီးကြံခဲ့တဲ့အခါမှာဒီလောင်ကျွမ်းပေါက်ပွဲပြီးတော့ပေါ့နော်အဲ့ဒီကနေပြီးတော့နောက်ဆက်တွဲအနေနဲ့မိကိုအပြလိုက်စီပါတယ်ဒါကတော့ range ကြတဲ့ပြဿနာဒါဆိုရင်ကျွန်တော်ကဘယ်လိုဆန်းသက်လို့ရလဲဆိုတော့ လည်းကူကူဆန်းသက်လို့ရတာက engine compression ကျနေပြီလားပေါ့နော် engine compression ကျနေပြီလားဆိုလို့ရှိရင်ကျွန်တော်တို့ကအစွဲယုံကျလားဆိုတော့အရင်ဆုံးစစ်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 တဲ့အဲ့ဒီမှာ engine compression မှာတိုင်းနိုင်နေဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်နောက်တစ်ချက်အနေနဲ့ကကျတော့ဘားစီးတွေကျွန်တော်တို့စစ်စစ်ပြရမယ်ဒီနေရာမှာဘားစီးရှိမယ်ဒီမှာဘားရှိမယ်ပေါ့နော်ဘားကအတက်ဆင်းပြီးလုပ်ပြီးမယ်အဲ့ဒီဘားမှာရှိနေတဲ့ engine wiring တွေကိုဘားစီးကနေပြီးတော့ထိန်းထားပြီးမယ် အဲ့ဒီမှာဘားစီဘားကိုက်တွေမကောင်းတဲ့အခါမှာအင်ဂျင်ဝိုင်းကအဲ့ဒီကနေစီးကြပြီးတော့မှကွန်မရှင်ချန်ပါတွေကနေတဆင်းမီလောင်ကန်တွေကနေပြီးတော့မှလောင်ကျွမ်းပေါက်ပွဲတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့အင်ဂျင်ဝိုင်းပျောက်တဲ့ပြဿနာကြုံတွေ့နေနိုင်ပါတယ်ဒါကြောင့်ဒါလည်းအရေးကြီးတဲ့နေရာမှာပါဝင်ပါတယ်နောက်ထပ်ပြချက်တစ်ခုကတော့ PCV လို့ခေါ်တဲ့ positive crankage ventilation bar ပေါ့ဗျာနော်ဒီဘာဆိုလို့ရှိရင်လည်းဒုက္ခတော်တော်ပြီးတဲ့ဘာတွေမှာပါတယ် အဲ့ဒီဘားကြောင့် engine 1ပျောက်တဲ့ပြဿနာအဲနောက်ဒီ system 2 link လိုမျိုးပြစ်ချက်မျိုးတွေမိခိုးအပြာလိုက်တဲ့ပြဿနာတွေကြုံတွေ့ရပါတယ်ဒီဘားလေးက engine ရဲ့ type pit ဖုံးပေါ်မှာအများဆုံးတက်ဆင်ထားပါတယ်တချို့ကားတွေကကြတော့ engine ရဲ့ဘလောက်မှာတက်ဆင်ထားတဲ့ပုံစံမျိုးတွေလည်းရှိတယ်ပေါ့နော်အဲဒီဘားလေးကအရင်ရေးကြီးတဲ့အတွက်ဒီဘားလေးလည်းမဖြစ်မနေစစ်ဆေးပေးဖို့လိုအပ်တယ်နောက်ထပ်ပြစ်ချက်တစ်ခုကတော့တာဘိုချာဂျာလို့ခေါ်တဲ့ပစ္စည်းပေါ့နော်ဒါကတချို့ကားတွေမှာပဲပါဝင်တယ်တာဘိုချာဂျာမှာဆိုလို့ရှိရင်ဒီမှာတာဘိုချက်ရှိမယ်ပေါ့ဗျာနော်တာဘိုချက်ကနေပြီးတော့အတွင်းထဲမှာ အဲကျွန်တော်တို့ဒါနည်းနည်းစားသွားမယ်တာဘိုရှက်ကတာဘိုပြောမယ်ဆိုလို့ရှိရင်ပြုပြင်ထိမ့်သိမ့်မှုမရှိတဲ့အခါမှာကျွန်တော်အနေနဲ့အသုံးပြုပုံမှားယွင်းတဲ့အခါမှာတာဘိုရှက်ကစားသွားတယ်အဲဒီကနေနောက်ဆက်တွဲအနေနဲ့ဘာဖြစ်လာနိုင်လဲဆိုတော့အဲဒီတာဘိုကနေပြီးတော့မှတာဘိုကိုချောစီပေးနေတဲ့အင်ဂျင်ဝိုင်းတွေကကွန်မန်ရှင်းချမာလေးကိုရောက်နိုင်နေပေါ့ဗျာနော်အင်လန်မန်နီဘူကနေတစင်းကွန်မန်ရှင်းချမာလေးကိုရောက်ပြီးတော့မှလောင်ကျွမ်းပောက်ပွဲတာမျိုးတွေဖြစ်မယ်ဒါမှမဟုတ်ရင်အိဇောလေးကိုတခါလေသွားပြီးတော့ လောင်ကျွမ်းသွားတာဖြစ်တဲ့အတွက်မီကိုအပြားလိုက်စီနိုင်ပါတယ်ဒါကြောင့်အဲ့ဒီဘိုင်းမျိုးကိုလည်းမိတ်ဆွေတို့အနေနဲ့တေချာ view size စီချင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့မီကိုအပြားလိုက်စီတဲ့ပြစ်ချက်ပေါ့ဗျာเนาะအဲ့တော့မီကိုအပြားလိုက်စီတဲ့ပြစ်ချက်မှာကျွန်တော်အနေနဲ့ဒါစဉ်းစားရမှာက၄ချက်ပေါ့เนาะ ထမတစ်ချက်ကရင်းကြနေပြီလားဒုတိယချက်ကဘာစီဘာစီဘာကိုက်တွေမလုံတော့ဘူးလားနောက်တစ်ချက်ကကြတော့တာပိုချာချာနောက်တစ်ချက်ကကြတော့ PCB ဘာနဲ့ပတ်သက်တဲ့အပိုင်းကိုကျွန်တော်အနေနဲ့ဒါထည့်သွင်းပြီးတော့စဉ်းစားပြရမှာဖြစ်ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်တစ်ချက်ကကြတော့မီโกအမဲပေါ့နော် Black Smoke ပေါ့ဗျာနော်မီโกမီโกအမဲလိုက်တဲ့တစ်ချက်မီโกအမဲကတော့အကြမ်းင်းပြောရမယ်ဆိုလို့ရှိရင်အဲဒါ rich mixture ကြောင့်လိုက်တယ်ဆိုတဲ့ပုံစံမျိုး rich mixture ဆိုတာစီလီချိုးများတယ်ဆိုတဲ့ပြည့်ချက်မျိုးပေါ့နော် စီလီချိုးများတယ်ဆိုတာကကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ပေါ့နော်စီလီချိုးဆိုတဲ့နေရာမှာဒီစီလီချိုးကတေချိုး14.3%ဆိုတဲ့နှုံးထားပေါ့ဗျာเนาะဒါကဒီနောက်ပိုင်း EFI diesel ဓာတ်ဆီဒီမှာဆိုတော့ဒီလိုနှုံးထားနဲ့အဲထိန်းချုပ်ပေးနေတယ် ECU ကအဲ့လိုထိန်းချုပ်ပေးတဲ့အခါမှာစီလီချိုးအဲဒီ rich mixture စီလီချိုးများတယ်ဆိုတဲ့ပြချက်ဆိုတဲ့နေရာမှာပေါ့เนาะ C ကပုံမှန်ဖြစ်ပြီးတော့လေနေတာဒါလည်းစီလီချိုးများတယ်ဆိုတဲ့လက္ခဏာမျိုးဖြစ်မယ် ဒါမှမဟုတ်ရင်လေယာပုံမှန်ဖြစ်ပြီးတော့စီများတာဒါကလည်း rich mixture လို့ခေါ်တယ်။စီလီချိုးများတဲ့ပြည့်ချက်မျိုးဖြစ်စေနိုင်တယ်။အဲ့တော့စီလီချိုးများစေနိုင်တဲ့ပြည့်ချက်တွေကဘာတွေရှိမလဲပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ကစဉ်းစားရမယ်ဆိုလို့ရှိရင် injector စီကြများနေသလား။ laser တွေကြီးပိတ်နေသလား။ MES sensor ကြီးနေပိတ်နေသလား။ EDR ဘာတွေကောင်းကောင်းအလုံးမလုပ်ဘူးလား။တာဘိုချာဂျာကနေပြီးတော့လေကအပြည့်အဝမပေးနိုင်ဘဲနဲ့ under book လို့ခေါ်တဲ့ တာဘိုကနေပြီးတော့မှလေအင်ဂျင်တွေကိုကောင်းကောင်းမဝင်ဘူးလားပေါ့နော်ဒီချက်တွေကိုကျွန်တော်တို့ကစဉ်းစားပြရမယ်ဒါကြောင့်မီဂိုမဲလိုက်စီတယ်ဆိုတဲ့ပြစ်ချက်တွေမှာကျွန်တော်တို့အနေနဲ့စဉ်းစားမှာကအင်ဂျင်တာရှိမယ်လေဆစ်ရှိမယ် MES စင်ဆာရှိမယ် EDR ဘားတွေရှိမယ်တာဘိုချာဂျာတွေရှိမယ်ပေါ့ဗျာနော်ဒီဘိုင်းတွေကိုကျွန်တော်ထည့်သွင်းပြီးတော့စဉ်းစားပြရမှာဖြစ်ပါတယ်ဒါဆိုရင်အဲ့ဒီဘိုင်းလေးကိုလည်းကျွန်တော်ပုံလေးနဲ့တကွာရှင်းပြပေးခြင်းပါတယ် ါကတော့ injector ပေါ့ဗျာနော်ဒါကတော့ကျွန်တော်ဓာတ်ဆီအင်ဂျင်မှာသုံးတဲ့ injector ဖြစ်ပါတယ်ဒီ injector စီကြတာအားများနေတဲ့အခါမှာကျွန်တော်တို့ဘယ်လိုသိနိုင်လဲဆိုတော့ဒီ injector တွေကို support တင်ပြီးတော့စစ်လိုက်တဲ့အခါမှာ injector စစ်တဲ့ support တင်ပြီးတော့စစ်လိုက်တဲ့အခါမှာတန်းပြီးတော့အဖြေကိုတန်းသိနိုင်ပါတယ်အဲ့လိုမျိုးအာဒီ injector စီကြများနေပြီလားဆိုတာကိုစစ်ဆေးလို့ရတယ်နောက်တစ်ချက်ကတော့ laser တွေကြီးပိတ်နေပြီလားဆိုတာကိုကျွန်တော်တို့ဒါစစ်ဆေးပြဖို့လိုအပ်တယ်နောက်တစ်ချက်ကတော့ဒါက MEF sensor ပေါ့နော်ပုံစံတော့ကားကြီးနဲ့ကြီးတော့မတူနိုင်ဘူးပေါ့နော်ဒီ MEF sensor က အာဂျီပိတ်တဲ့အခါမှာဒီအတွေးထဲမှာဆန်စာအာယုံခံတဲ့အားလေးရှိတယ်အဲ့ဒါလေးဂျီပိတ်တဲ့အခါမှာဆိုရင် နောက်ဆက်တွဲအနေနဲ့ကအဲဒီလိုပြဿနာမျိုးတွေကြုံတွေ့ရမယ်ပေါ့နော်ဒါ rage mature ဆိုတဲ့ပုံစံမျိုးတွေဖြစ်မယ်ပေါ့ဗျာနော်ဒါလေးကလည်းသတိထားမယ့်အချက်ထဲမှာပါဝင်ပါတယ်နောက်တဲ့တစ်ချက်ကတော့ကျွန်တော်တို့ဘာကိုကြည့်ရမလဲဆိုတော့ EGR bar ကိုကျွန်တော်တို့ဒါမဖြစ်မနေစစ်ဆေးရမယ်။ EGR bar ကြီးတွေပိတ်နေတယ်ဒါဆိုလို့ရှိရင်လည်းနောက်ဆက်တွဲအနေနဲ့ အဲဒီပြဿနာမျိုးတွေကြုံတွေ့နေနိုင်တယ်ပေါ့ဗျာเนาะဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒါမီကိုအမဲလိုက်စီတယ်ဆိုတော့ပြစ်ချက်ဒီမှာဒီပါလဲကောင်းကောင်းနင်းမရအောင်မီကိုအမဲတွေကလည်းလိုက်တယ်ဆိုလို့ရှိရင်တော့ဒီအစိပ်ပိုင်းတွေကိုကျွန်တော်တို့အနေနဲ့ဒါမဖြစ်မနေစစ်ဆေးပေးဖို့လိုအပ်ပါတယ်ခင်ဗျာဒါကတော့မီကိုအမဲလိုက်စီနိုင်တဲ့ပြစ်ချက်တွေနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ကိုပူဇော်တာဖြစ်ဒါညဝေဆွေးနွေးတာ ဖြစ်ပါတယ်နံပါတ်၄အနေနဲ့ကကြတော့ မီးကိုးရောင်ပေါ့ဗျာနော်မီးကိုးမှာဆိုလို့ရှိရင်ကျွန်တော်အရောင်တွေမှာအထွက်တာနဲတဲ့ထဲမှာပါတဲ့မီးကို gray smoke လို့ခေါ်တဲ့မီးကိုးတွေပေါ့နော်အဲ့တော့မီးကိုးရောင်ထွက်တဲ့မီးကိုးကတော့မှိန်မှိန်လေးထွက်တာအရန်ကြီးစိုးစိုးရွာထွက်တဲ့အနေအထားမျိုးတော့မဟုတ်ဘူးဒါကဘာကြောင့်ဖြစ်စေနိုင်လဲဆိုတော့အဲကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ engine wine များထဲ့တာပေါ့နော်ဟို engine wine ကိုပူထဲ့တာပေါ့ချို့တွေကကြတော့ engine wine ပြောက်မှာဆိုလို့ဆိုပြီးတော့ဥမာပေါ့ဗျာနော်ဒီ engine နှလုံးပါဆိုလို့ရှိရင် engine wine က၄လီတာပဲထည့်ရမ ဒါပေမဲ့ချိုးက၄လီတာဝဲ၅လီတာတွေထည့်ပြလိုက်တယ်အဲ့လိုထည့်တဲ့အခါမှာမီးခိုးတွေကသတ်မှတ်တဲ့ပမာဏအာ sorry အင်ဂျင်ဝိုင်တွေကသတ်မှတ်တဲ့ပမာဏထက်များသွားတဲ့အခါမှာအင်ဂျင်ဝိုင်တွေလောင်ကျွမ်းပြီးတော့ထွက်လို့ရှိရင်ဒီမီးခိုးရောင်လေးထွက်တယ်မီးခိုးတွေထွက်တာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်မီးခိုးရောင်မီးခိုးထွက်စီနိုင်ပါတယ်နောက်တစ်ချက်ကကြတော့ PCB ဘာမကောင်းရင်လေအဲ့လိုလက္ခဏာမျိုးထွက်စီနိုင်တယ်ပေါ့ဗျာနော်နောက်တစ်ချက်ကတာဘိုချာချာအင်ဂျင်ဝိုင်ပါပါလေးကျွန်တော်တို့ဒါ ယူတဲ့ပုံစံမျိုးပေါ့နော်ဒါဆိုလို့ရှိရင်လည်းဒါမီးခိုးလိုက်စီနိုင်တယ်နောက်ထပ်တစ်ချက်ကတော့တချို့ကားတွေမှာပါတယ်ဖို့ဒီမှာပါတယ်ဗျဒါပေမဲ့တချို့ကားတွေမှာလည်းပါတယ်လို့ပြောရမှာပေါ့ဗျာနော်ကျွန်တော်တို့ transmission beacon modulator လို့ခေါ်တဲ့ပစ္စည်းလေးအဲ့ဒါကတချို့ကားတွေမှာ၄ပါးပေါ့ဗျာနော်၄ပါးပုံစံမျိုးလေးပါတယ်အဲ့ဒီ၄ပါးလေးကဒီဘက်မှာတက်ဆင်ထားမယ်အဲ့ဒီမှာသူကဘာလုပ်ပြီးလဲဆိုတော့ဒီ gear တွေ chain တာပေါ့ချောချောမွမွေ chain လို့ရအောင်နောက်တစ်ချက်က gear ဘောက်ရဲ့ဆွမ်းဆောင်ရည်ကို မြင့်တင်ပြီးဖို့အတွက်သုံးတဲ့ transmission beacon modulator လို့ခေါ်တဲ့ပစ္စည်းလေးအဲ့ဒီကောင်လေးမကောင်းရင်အဲ့ဒီကနေပြီးတော့မှသူက auto z တွေကဘေကိုရောက်လဲဆိုတော့သူကဘာနဲ့ချိန်ထားလဲဆိုတော့ inland magnetophone နဲ့အဲ့ဒီ pipe လေးနဲ့ချိန်ထားတာဖြစ်တဲ့အတွက်အဲ့ဒီကနေ auto z တွေက inland magnetophone တွေကနေလောင်ကျွမ်းပြီးတော့ထွက်သွားတယ်ဆိုလို့ရှိရင်လေမိခိုးရောင်ထွက်တယ် ဲ့ဒီဘာလီမကောင်းရင်ပေါ့နော်ဒါလေးလည်းကျွန်တော်နမူနာအနေနဲ့အဲ့ဒီဘာလီကိုနမူနာအနေနဲ့ပြပေးပါမယ်အဲ့ဒီဘာလီကတော့ပြောမဆိုရင်တချို့ရဲ့ကားတွေမှာပဲပါတာပေါ့နော်ဒါတော့ကျွန်တော်ဟိုတော်တော်လေးလဲရှားတဲ့ PC ထဲမှာပါဝင်နေပေါ့ဗျာเนาะဒီလိုဘားလေးဖြစ်ပါတယ်အဲ့ဒီအဲပေါ့เนาะကျွန်တော်တို့ပြောမယ်ဆိုလို့ချင်တော့ဒီဘားလေးက4ဒီမှာတော့တချို့ကားတွေမှာတွေ့ရတယ်အော်တိုဂီယာကားတွေမှာပေါ့เนาะချို့ကားတွေမှာကျွန်တော်တွေ့ရတယ် DPC လေးဖြစ်ပါတယ်เนาะအဲဒီ DPC လေးကြောင့်လဲကျွန်တော်အော်တိုဂီတွေကလောင်ကျွမ်းပေါက်ကွဲပြီးတော့နောက်ဆက်တွဲအနေနဲ့ဘားလေးဖြစ်နိုင်လဲဆိုတော့ မီးခိုးရောင်ထွက်စီပါတယ်အဲ့တော့ဒီ transmission vacuum modulator လို့ခေါ်တဲ့ပစ္စည်းလေးဖြစ်ပါတယ်အဲ့တော့ဒါကတော့မီးခိုးရောင်ထွက်စီနိုင်တဲ့ပစ်ချက်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မီးခိုးတွေပေါ့နော်အကြောင်း၄မျိုးပေါ့နော်၄မျိုးဆိုတဲ့နေရာမှာဘာကြောင့်အဖြူထွက်တာလဲဘာကြောင့်အပြာထွက်တာလဲဘာကြောင့်အမဲထွက်တာလဲဘာကြောင့်မီးခိုးရောင်ထွက်စီတာလဲပေါ့နော်ဒီကြောင်းရိုင်နဲ့ပတ်သက်ပြီးတော့မှ make sure တို့ကဒီနေ့လိုက်မှာဘူဒါပြင်းမြဝေးဆွေးနွေးခဲ့တာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီနေ့လိုက်မှာမှတ်ထားတဲ့ comment တွေကိုပြန်ပြီးပါအောင်မယ်ခင်ဗျာ ကိုထွန်းနဲ့မင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ကိုညင်းညီမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ကိုစောထူးမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ကိုကျော်စွဲဟိန်းမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ကိုခွန်ဆိုးကြည်မင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ကိုဒီဟာဖြိုးမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ကိုဇော်မိုးအောင်မင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးအများကြီးတင်ပါတယ်ကိုတီဟာဖြိုးမင်္ဂလာပါ Honda Airway Auto Wine ဂိတ်တံမှာ ADL လို့ရေးထားရင်တဲ့ဘာစီထည့်ပေးရမလဲဟုတ် Honda တွေကတော့လေဒီ Airway တို့အော် Odyssey တို့တော်တော်များများပါပဲ ADF လို့ပဲရေးထားတယ်ပေါ့နော်ကျွန်တော်တို့ထည့်ပေးတဲ့စီကတော့စီမမှားအောင်ပေါ့နော်သူက CVT စီတွေပြအာကျွန်တော်တို့ထည့်ပေးတဲ့တာက အဲဒီ HMF လို့ခေါ်တဲ့ Honda အတွက်တည်တန်းထုတ်ထားတဲ့ Auto C ရှိပါတယ် HMF ဆိုတဲ့ C ပေါ့နော်နောက်တဲ့ C ကကြတော့ AFC ထင်တယ်ဗျအဲ့ဒီကျွန်တော် C နာမည်တော့မြင်နေတယ်အဲအဲ့ဒါကိုလည်းထည့်လို့ရပါတယ်ကျွန်တော် HMF ကတော့မှားစရာအကြောင်းမရှိဘူးပေါ့နော် AC ကနည်းနည်းဈေးကွက်ထဲမှာနှစ်မျိုးတော့ထွက်တယ်အတုနဲ့အစစ်နဲ့ဆိုပြီးတော့ထွက်တယ်အဲအစစ်ကတော့ဈေးတော်တော်ကောင်းတယ်ဗျကျွန်တော်ကြမ်းကြီး ဒါဒီနှစ်ပေါ့နော်2025မှာဆိုလို့ရှိရင်သီးသိန်းခွဲပုံဝင်ကျန်တော့ရှိတယ်လို့သိရတယ်ပေါ့နော်အဲအတုကတော့2သိန်းပုံဝင်ကျန်လောက်ရှိတယ်လို့သိရတယ်အဲ့တော့ AMF ကတော့အဲဒါမှားစရာမှားစရာမရှိတဲ့စီထဲမှာပါဝင်တဲ့ဟွန်နာအတွက်သီးသန့်ထုတ်ထားတဲ့ဖြစ်တဲ့အတွက် AMF ထည့်နိုင်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ကိုစင်မင်းကိုမင်္ဂလာပါခင်ဗျာအပိဓာကျေးဇူးများကြီးတင်ပါတယ်ကိုစင်မင်းကိုမင်္ဂလာပါဓာတ်စီကောဒီဇယ်ကောပုံမှန်အင်ဂျင်ဝိုင်းလဲပြတာကီလိုဘယ်လောက်မှလဲရင်ကောင်းဆုံးဖြစ်မလဲတဲ့ ပုံမှန်တော့9000နေ6000ကြာလဲပြီးဖြစ်တယ်တချို့ engine တွေကြာတချို့ engine wine တွေကြာကီလို1000ပြီးတာတွေ့လို့ဟုတ်ကဲ့အဲ့တော့ကကြာတော့လေ engine wine ထုတ်တဲ့သူတွေကပေးတဲ့ကီလိုပေါ့နော်ကျွန်တော်တို့တွေကတော့အဲ့လောက်တော့ဒီမသုံးစီခြင်းပေါ့နော်သူတို့ကတော့ engine wine ကိုကီလို1000လောက်ပေးတယ်ချို့ဆို1000ခွဲပေးကြပါမယ်ကျွန်တော်တို့အဲသုံးတဲ့အဲဘယ်လိုပြောမလဲဒီကားတွေကလည်းကီလိုတွေကများနေပြီနောက်တစ်ချက်ကကိုယ့်ရဲ့သုံးတဲ့ဝင်တဲ့အားနဲ့မမျှတဲ့အနေအထားမျိုးတွေကြောင့် အဲအစားရှိသည့်ဖြင့်သုံးရတဲ့လမ်းတွေအစားရှိသည့်ဖြင့်ပေါ့ရှူတော့မောင်းတော့စဉ်းစားမယ်ဆိုရင်တော့ကျွန်တော်တို့ကတော့ကီလို9000မှာဒီဇယ်ရောဓာတ်ဆီရောကျွန်တော်တို့အဲဘယ်ကားပဲဖြစ်ဖြစ်ပေါ့နော်ဒီဇယ်ကားရောဓာတ်ဆီကားရော ကီလို9000မှာဆိုရင်တော့အင်ဂျင်ဝိုင်းကိုလဲပေးတင်ပါတယ်အင်ဂျင်ဝိုင်းဖစ်တာပါတခါလဲလဲပေးတင်ပါတယ်ကီလို1000ပြီးလဲကျွန်တော်တို့တော့9000လောက်မှာလဲပေးတင်တယ်လို့ပဲအကြံပြုခြင်းပါတယ်အင်ဂျင်ဝိုင်းမျိုးစားကောင်းတာသုံးပြီးတော့ကီလို1000မှာ လင်းမယ်ပေါ့ဗျာเนาะတချို့ကတော့အဲ့လိုမျိုးတွေးကြတယ်ကျွန်တော်ကတော့ကျွန်တော်အယူဆပေါ့เนาะတရားနဲ့တရားကတော့ဒါအယူဆတော့တူခြင်းမတူမယ်ဥမာပေါ့ဗျာเนาะကျွန်တော်က engine wire ကိုအဲ3သိန်းပေးရတဲ့ engine wire ကိုကီလို1000သုံးပြီးရော1000မှာလဲမယ်ပေါ့ကီလို1000ကျမှလဲမယ်ဒါမှမဟုတ်ကျွန်တော်1000သိန်းခွဲပဲပေးရတဲ့ engine wire ကိုကီလို9000မှာလဲမယ်ဆိုလို့ရှိရင်ဒါ engine အတွက်ပို့ပြီးတော့အကျိုးသက်ရောက်မှုပိုများတယ်လို့ပဲကျွန်တော်တော့သုံးသက်ချင်ပါတယ်ဒါကြောင့်ပေါ့เนาะအလယ်လက်ရှိတဲ့ engine wire ကိုပဲသုံးပြီးတော့ ကီလို9000လောက်မှလဲပြီးမယ်ဆိုရင်တော့ပိုပြီးကောင်းမယ်လို့ကျွန်တော်တို့အကြံပြုချင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ကိုအောင်ကိုလက်မင်္ဂလာပါခင်ဗျအပိဒါကျေးဇူးအများကြီးတင်ပါတယ် WBF official မင်္ဂလာပါမိကိုတအားထွက်တာပါဖြစ်လို့လေတဲ့ဟုတ်မိကိုကတော့ကျွန်တော်အခုဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဒီနေ့ live မှာအဓိကထားပြီးတော့မျှဝေခဲ့တာပါမိကိုကထွက်တဲ့အကြောင်းပေါ့နော်မိကိုအဖြူ မိโกအပြာမိโกအမဲမိโกရောင်ပေါ့နော်အဲ့ဒီ၄မျိုးထွက်တဲ့ပုံမူတည်ပြီးတော့ကျွန်တော်တို့ကဒါထည့်သွင်းပြီးတော့စဉ်းစားပြရမှာပါဒီနေ့လိုက်မှာတော့ကျွန်တော်အသေးစိတ်လေးရှင်းပြပေးထားတာဖြစ်တဲ့အတွက်အဲ့ဒါလေးကိုတော့ဆုံးအောင်လေးအားပေးစီခြင်းပါတယ်ဆုံးအောင်ကြည့်စီခြင်းပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုတော့ဒီနေ့ live ကိုအလောင်းနဲ့ပဲညနာခွင့်ပြုပါဒီနေ့ live မှာမှန်တာတဲ့ comment တွေကုန်ပြီဖြစ်တဲ့အတွက်ဒီနေ့ live ကိုတော့အလောင်းနဲ့ညနာခွင့်ပြုပါခင်ဗျဒီနေ့ live မှာစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ် ဒီနေ့ line မှာ comment မှတ်မေးကြတဲ့မိတ်ဆွေတယောက်ကြီးညီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဲဒီနေ့ဟောနော်ကျွန်တော်တို့ဒီအားပြီးတဲ့သူကတော့တော်တော်လေးနေတဲ့ထဲမှာပါတယ်ဗျကျွန်တော်ထင်တာတော့ဒီနေ့တနင်္လာနေ့ဖြစ်တယ်ဘောလုံးပွဲတွေလည်းတိုက်ဆိုင်နေတာဖြစ်မယ်ထင်တယ်အဲမင်းကြီးပွဲလည်းရှိတယ်ဗောနော်အာပြီးတော့ဘာကန်ရဲ့ရီယယ်ပွဲကလည်းလာနေတယ် အာဆင်နယ်နဲ့လီဗာပူးပွဲရလဲလာနေတာဆိုတော့တကယ်ပွဲကြီးတွေကတောင်းလျှောက်လာနေတာဆိုတော့အားပေးတဲ့သူကတော်တော်လေးဒီနေ့တော့နေတယ်တိတ်တော့အားမရဘူးပေါ့ဗျာနော်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တက်နိုင်သမျှတော့ဒီနေ့အခေါင်းစဉ်မှာပေါ့နော်ဒီမီဘိုးအယောင်နေနဲ့ပတ်သက်ပြီးတော့ဂျုံတွေ့ရတဲ့ပြစ်ချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တက်နိုင်သမျှတော့ကျွန်တော်မျှဝေပြီးခဲ့ပါတယ်ဘလို့ပဲဖြစ်ဖြစ်အားပေးတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ channel ကိုဝင်ရောက်အားပေးကြတဲ့မိတ်ဆွေတယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကိုစမင်းကိုအားပေးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ